ကျော်နဲ့ဆူမြတ်နှုတ်ဦးကတော့အရေးပေါ်မင်္ဂလာဆောင်လိုက်ပြီပေါ့လေကျော်နဲ့ဆူမြတ်နှုတ်ဦးကတော့အနုမြလောကမှာတကယ်ကိုမှထိတ်တန်းနေရမရောက်ခဲ့ကြပါမယ်လူတီများရိဇက်ပုအနုမြရှင်နေပဲဖြစ်ကြပါတယ်နှစ်ယောက်စလုံးကအောင်မြင်မှုကိုစီရှိကြပြီးတော့ပြည့်တက်လက်အတန်းအသင်ရှိကြပါတယ်ကျော်နဲ့ဆူမြတ်နှုတ်ဦးဟာဆူမြတ်နှုတ်ဦးရဲ့မိဘတွေဆုံးကလေးကအတူနေထိုင်ခဲ့ကြဖြစ်ပြီးတော့ခုချိန်မှာဆိုရင်တော့ဖြစ် ကျောင်းနဲ့ကျောင်းကနေနှစ်ထဲကို living together နေလာခဲ့တာကြာမြင့်ခဲ့ပြီလေဖြစ်ပါတယ်။ဆိုတော့သူတို့ညောက်ကလေမယားလိုပဲသွာလာကြတယ်၊နေထိုင်ကြတယ်။ပိဋကတိကအမြဲတမ်းပဲလက်ထက်ကြပါတော့လူမြင်မကောင်းဘူးနော်။ life line လို့ရှင်လည်းညောက်သူအိယာမှာဘာဖြစ်ဖြစ်အချိန်မဲ့ဖြစ်ဖြစ်ပြပတ်စံမသက်နိုင်လေလက်ထက်ကြပါတော့ဆိုပြီးတော့ပိဋကတိကတိုက်တွန်းခဲ့တာ၃နှစ်လောက်ရှိပြီ။ကြကြောကတော့လက်ထက်ဖို့အတွက်အချိန်ဆွဲရေပေါ့ဗျာ။ရုံးညောက်ကကလေးလေးယူမှာမဟုတ်ဘူး။ ဒါကြောင့်မလို့လက်ထက်တိကိစ္စအေးဆေးလုပ်လို့ရတဲ့အခုချိန်မှာပတ်စံလေးအဆင်သင့်မဖြစ်သေးဘူးเนาะပြီးတခါကျတော့လက်ထက်တဲ့အခါမှာလေကြီးကြီးမားမားပြုလုပ်ချင်တာဖြစ်တဲ့အတော့သူတို့အနေနဲ့ယူယူလဲမလုပ်ချင်ဘူးတကယ်ကိုမှပွဲကြီးပွဲကောင်းလုပ်ချင်တာဗျာနိုင်ငံသီးပြည်သီးလုပ်ချင်တာဒါမှမဟုတ်အခုတော့ရုပ်တရက်မင်္ဂလာဆောင်းလိုက်တယ်လုပ်တဲ့အခါမှာလေအချင်းလေးပဲလုပ်လိုက်တယ်ဆိုတော့ကြော်ကြော်ကဂရိမတည်ဘူးเนาะဘလို့အချင်းများကြီးပတ်စံစုဖို့အတော့လဲအချင်းများကြီးယူထားတယ်တကယ်လုပ်တဲ့အခါမှာလေအချင်းလေးပဲလုပ်ပြီးတော့လက်မှတ်ပဲထိုးယူလိုက်တယ် ဆိုတော့ဂရီးမျိုးမတီတာဖြစ်တဲ့အတွက်ပြည်သက်တွေကတော့ကြကြောကိုမိခွန်းထုတ်ကြတာဖြစ်ပါတယ်။ဘူသတင်းတွေထွက်လာပြီးစူမြတ်နိုဦးနဲ့ကြကြောကကလေးမယူဘူးလို့ပြောခဲ့ကြပေမဲ့အခုချိန်မှာစူမြတ်နိုမှာကိုယ်ရှိနေပြီးတော့အေးပေါ်လက်ထပ်လိုက်ရအောင်သတင်းတွေကတော့ထွက်ပေါ်လာနေပါပြီဗျာ။